ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဆရာတော်ပေါ့နော်ဟုတ်ပြီဘုနန္ဒဝန်သားတဲ့တတ်တော်ဟာ29နှစ်9ဝါဘုနန္ဒဝန်သား29နှစ်ငယ်ပြီပဲ9ဝါဟုတ်ကဲ့စာချဆရာတော်တဲ့မလိုင်ရပါဘယ်မှာလဲစာချဆရာတော်ဘယ်မြို့ ਆ လဲမလိုင်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 ဆိုတော့မိထီလာမလိုင်မလိုင်ဆိုတာမန္တလေးတိုင်းပညာဒေသပဲပေါ့ဟုတ်ကဲ့ဆရာ လိုက်ဘယ်ဘယ်ချမ်းကတဲ့တခါတလေပူပါတယ်တဲ့တခါတလေတဲ့ဘလို့ဖြစ်မှန်းမသိဘူးတဲ့ဆက်အိုးကလည်းတဲ့တခါတလေသွေးကြပါတယ်တဲ့ကွန်စားပါတယ်တဲ့တခါတလေကော်ဖီတောက်ပါတယ်တဲ့ပြောင်းဘလို့လုပ်ရမလဲကွန်လဲစားတယ်နော်ဟုတ်ကဲ့ပါဆရာကွန်စားတယ်ကွန်စားတယ်ကော်ဖီကတော့အပြည့်မပြောင်းကော်ဖီတောက်တာတောက်ပါဟုတ်ကဲ့ကွန်စားတာကိုရက်နိုင်ရက်ပလိုက်တာအကျိုးရှိပါတယ်ဟုတ်ကဲ့ပါဆရာကြီးနော်ဟုတ်ကဲ့နောက်ဒီသွေးကြတယ်ဆိုတာကတော့ အဖြစ်နိုင်ဆုံးပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါအမျိုးသားဒီမှာအတွင်းလိတ်ကောင်းပေါ့ဟုတ်ကဲ့ပါဆရာကြီးအတွင်းလိတ်ကောင်းရှိလို့ကြာတာပါဟုတ်ကဲ့ပါအဲ့ဒါလေးကအဆက်တာလျှော့လိုက်ပါဟုတ်ကဲ့ပါဆရာကြီးငရုတ်သီးမှန်သမျှကိုတလာခွဲနှစ်လလောက်လုံးဝမစားလုံးဝနော်ကိုလာစွန့်ကတ်တဲ့သူပဲဖြစ်ကိုယ်လည်းစွန့်ခံတာပဲဖြစ်ဖြစ်စွန့်မွေးမှာပါလာလို့ရှိရင်အဆက်မှန်သမျှကိုအတက်နိုင်ဆုံးဖယ်ရှားပြီးတော့အချင်းနဲ့အခါကိုဖုံးပေးပါ လျှောက်ခဲ့ပါဆရာအဲဒီယောဂဆေးတောက်ထားလောက်ကိုအကျိုးရှိပြီးပျောက်ကင်းသက်သာမှာပါလို့လျှောက်ထားပါတယ်ဟုတ်ကဲ့ပါဆရာကြီးဘိုက်ထဲပူတာဆရာကြီးဘယ်ဘက်ချမ်းနဲ့ဘယ်ဘက်ချမ်းပူတာတော့ဘယ်ဘက်ချမ်းမှာအထူးသဖြင့်ဟုတ်လူရဲ့အပေါ်ဘိုက်မှာဆိုရင်ဘယ်ဘက်မှာနှလုံးအိမ်ရှိနှလုံးအိမ်ရှိရဟုတ်ကဲ့ဆရာကြီးညာဘက်မှာအသေးရှိတယ်ဟုတ်ကဲ့ဆရာကြီးအောက်ဘက်မှာဆိုတော့ဘယ်ဘက်မှာကအစာဟောင်းအိမ်ရှိတယ်ဟုတ်ကဲ့ဆရာကြီး ဝင်းချုပ်ရင်တော့လကောင်းဟုတ်ဟုတ်ကဲ့စမြင်ခံရင်တော့လကောင်းဟုတ်ကဲ့ဝင်သွားတယ်ဝင်ရကြံကြံနေတယ်ဟုတ်ကဲ့ပါဆရာကြီးကိုအမသွားဘူးဟုတ်ကဲ့ပါဆရာကြီးသူကြဝင်သွားတာကိုအမှတ်တမဲ့နေတယ်တကယ်တော့ဝင်းကိုအောင်စင်အောင်တနေ့တာသွားလိုက်ရင်တနေ့ရက်နေကောင်းတယ်ကျမကြီးလည်းကောင်းတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီအတွက်လွယ်လင်းတကူလင်းနဲ့အကောင်းဆုံးနောက်ဆရာကိုယ်တိုင်လည်းကျင့်တာမဟုတ်လို့ပါဟုတ်ကဲ့ပါဆရာကြီးမိုးလင်းရင်ဆရာအိယာထားလိုက်တာနဲ့ အစင်းစင်းတောက်ဖို့ညရဲကိုကရေတံမှုတစ်ခုရှေ့မှာတင်ထားတယ်ဟုတ်ကဲ့ပါဆရာကြီးကိုရှေ့မှာအခုဒီမှာဆိုဆရာနှစ်ဘူးရှိတယ်နော်ဟုတ်ကဲ့ဆရာကြီးဒီနားမှာဒါပန်းအုပ်ဖယ်တယ်ဒီနားမှာရေတံမှုထားတာဟုတ်ကဲ့ဆရာကြီးဟိုချေးမှာဆိုချေးမီးတဲ့နေမှာနှစ်ဘူးအဲ့ဒါနိုးတာနဲ့ဆရာဟုတ်ကဲ့ပါဆရာရေတဘူးကတော့လေဟုတ်ကဲ့ဘာမှမပြောနိုးတာနဲ့အကြိုက်ကြိုက်ကြိုက်နဲ့တောက်ချလိုက်တယ်ဟုတ်ကဲ့ပါဆရာကြီးအဲတောက်လိုက်တော့ဘာဖြစ်လာလဲဆိုတော့စီးနဲ့ဝင်းနဲ့သွားခြင်းစိတ်က လူလူတခါတက်တော့တက်တာလေးပေါ်လာတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့တပုလက်ထက်ကင်ထားတယ်ဟုတ်ကဲ့ပါဆရာလမ်းလျှောက်တယ်ဟုတ်ကဲ့ပါဆရာဝူးဝေးမသွားတော့ဘူးဟုတ်ကဲ့ပါကိုတွိုက်လဲနဲ့နေတဲ့နေရာမှာသွားပြီးတော့အဲ့လိုတက်တိုက်ရချက်ပါသွားချင်းမီဟိဆွေလို့ထိုင်တယ်ထိုင်လိုက်တာတည်းသူကရှိသမျှအညစ်ကြီးရတခါလဲတွန့်ထုတ်လိုက်သလိုဟုတ်ကဲ့ပါဆရာအဲ့လေတန်နေပါလိမ့်တော့ကိုထွက်သွားတာဟုတ်ကဲ့ပါဆရာအဲ့ထွက်သွားတာနေကိုလူစိတ်ကဘယ်လိုဖြစ်လဲဆိုတော့နေရတာကြီးပေါ်ပါသွားလိုက်တာပေါ့ ုတ်ကဲ့ပါဆရာငားမှရှိတဲ့အညစ်ကြီးတော့တန့်စင်သွားပြီပေါ့စိတ်ကလည်းပေါ်ပါသွားတယ်ဟုတ်ကဲ့တကယ်လည်းပေါ်တာပါဟုတ်ကဲ့ပါဆရာပြီးတော့မှလမ်းလေးပဲရှောက်လိုက်ပြီဆိုရင်အဲ့လိုအညစ်ကြီးစင်သွားတဲ့ခါကျတော့လေရလေလာတယ်ဗျအဲ့ဒါကျတော့ဒီနားလေလာပြီဆိုရင်လူကအလူလူဘာကြောင့်လဲစိတ်ကပျော်တယ်ဟုတ်ကဲ့ပါဆရာလေရအမဲအတန်ဒီဘက်တော့ကိုလေလာပြီဆိုရင်ပျော်တယ်ဒီလားဟုတ်ကဲ့ဘာပြောဆိုရင်စားလို့တော့မိန်တော့ပါကွာဟုတ်ကဲ့စားလို့တော့ကောင်းပါကွာ ဟင်ကောင်းကောင်းမကောင်းကောင်းကောင်းမယ်ပဲဟုတ်ကဲ့စိတ်ကလေဟုတ်ကဲ့ပါဆရာအဲ့လိုပေါ်တယ်သမီးဟုတ်ကဲ့ပါဆရာဒါကြောင့်စကားပုံရှိရမလားဟုတ်ကဲ့ပါလေးမစုံရင်ငွေကုန်တဲ့ငွေကုန်တဲ့ဟုတ်ကဲ့ကြားဘူးလားမသိဘူးကြားဘူးပါလေဆရာတော့လေးစုံနေရပါမယ်ဟုတ်ကဲ့ပါစုံနေဆိုတာနှစ်မျိုးရှိတယ်နော်လေးမျိုး၈၀အကုန်စုံလာတဲ့တစ်မျိုးနောက်တစ်ခွက်လေးရအပေါ်ကိုဆန်တဲ့လေးကြတော့မကောင်းဘူးဟုတ်ကဲ့ဆရာအောက်ကိုစုံဆင်းတဲ့လေးကြတော့ကောင်းတယ်ဟုတ်ကဲ့ပါဆရာဆန်လေးဆိုတာချို့ဆိုတွေ့ဘူးလားမသိဘူးစကားပြင် ကေကေနဲ့ဂျိုးထိုးတယ်နော်ဂျိုးထိုးတယ်ဟုတ်ကဲ့ဒါမနဲ့အိပ်ရထားတယ်ဟာချို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 ဆိုတော့ဆရာနဲ့မလက်မကပ်အိမ်တရားဆိုရင်လေညီမနဲ့များနှာချီဟာချိုချီတာကြည့်လေဆရာတင်ဆရာခမန့်ကြည့်သလားအဲ့ဒါရမရရှူရှူတော့ပြထွက်ကုန်မလားလို့အောင်မရတော့တယ်ဟုတ်ကဲ့ပါဆရာဇက်တဲ့ဇက်တဲ့ဟာချိုဟာချိုနဲ့အဲ့လိုအထက်ကိုဆန်တာဟာကျမ်းမာရေးရမကောင်းဘူးနော်ခေါင်းခဲမယ် သပင်ကျွတ်မယ်ဟာသွေးတူးမယ်မျက်စိမှုံမျက်စိမှုံမယ်သပင်စောစောဖြူမယ်အဲ့တော့ပြောလို့ဒါကအထက်ဆန္ဒနဲ့အောက်ကိုစုံတာဘယ်ဟာကကျမ်းပါလဲအောက်ကိုစုံတာကျမ်းပါအောက်ကိုစုံစင်းတာကျမ်းပါလေဟုတ်ကဲ့ပါအထက်ကိုဆန္ဒပန်သမယမကောင်းပါဘူးဟုတ်ကဲ့ပါဆရာအဲ့ဒါကိုခွေးသီးဘူးကအထက်ကိုဘာဖြစ်လို့ဆန္ဒလဲအဲ့ဒါသိရမယ်ဟုတ်ကဲ့ပါဆရာအကျော်နဲ့အဆက်တည်းပဲ ဟုတ်ကဲ့ပါအောက်ကိုစုံညင်ဘယ်လိုစားမလဲချင်းခါချင်းခါအေးစားပါဟုတ်ကဲ့ပါဆရာကြီးဒါလေးကတချို့ဆိုအလွတ်တော်ရလောက်မယ်လို့ထင်တယ်ဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့ဆရာတို့ကလည်းမေးတဲ့သူတွေကလည်းပဲဒီတကားတည်တူမေးပေမဲ့သူတို့ကြီးထပ်ထပ်မေးတော့နောက်တရနောက်သူမေးတာပဲထပ်ပြောလို့မလက်ပါဘူးဆိုပြီးတော့စူးစမ်းပြောနေတာပဲဟုတ်ကဲ့ပါဆရာကြီးမပြောလို့လည်းအကျိုးလေးရှိပါတယ်ဒါအချုပ်ပဲเนาะဆရာကြီးအဲတကယ်ကျမ်းမာရေးအတွက်ကတော့ တကယ်အချုပ်ပါပဲသမီးဟုတ်ကဲ့ပါဆရာရင်အဲအဲ့ဒီကနေပြီးတော့ပြန်ပြီးတော့လာကြတဲ့ကျေးဇူးတင်စကားလေးကြားရတော့လည်းပဲဆရာတော်အမောပြေပါတယ်သမီးဟုတ်ကဲ့ပါဆရာရင်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ညပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဦးလှမြင့်ပါ65နှစ်ပစ္စည်းပို့ delivery လုပ်ငန်းပါဆရာကြီးပစ္စည်းပို့တာပါရန်ကုန်ကပါဟုတ်ပြီစပိတ်နဲ့သွားကြပါဟုတ်ကဲ့စပိတ်နဲ့သွားမယ်စက်တက် ဆက်တက်စပိန်လေးတွေပေါ့နော်ဟုတ်ကဲ့ဆရာသူလည်းချီနေမိမဟုတ်ဘူးဟုတ်ကဲ့ဆရာဆရာကြီးခင်ဗျားတဲ့အာယုံကျော်ကိုတဲ့ကြီးပေါင်းပြီပြီတဲ့လမ်းမလျှောက်နိုင်လို့ပါတဲ့ရက်40ရှိပါပြီတဲ့ကြီးပေါင်းကိုတဲ့ခွဲစိတ်မှုလူလုပ်ပြီးတဲ့မူလီထဲ့ရမယ်ဆိုလို့တဲ့မခွဲကျင်ပါတဲ့မြမတိုင်းရင်စေးနဲ့တဲ့ကုသမှုကိုတဲ့ပြောပြပေးပါခင်ဗျာတဲ့အင်းဒါအကူကြီးတောင်းတော့လည်းပြောရမှာပဲလေဟုတ်ကဲ့ဆရာသူကခွဲစိတ်မှလည်းပဲ သူဆန္ဒကမရှိဘူးလေဟုတ်ကဲ့ဆရာမရှိတော့အဲ့ဆရာတော့ဓာတ်နဲ့မခွဲဘူးလို့ပြောမယ်ဟုတ်ကဲ့ဆရာဓာတ်နဲ့ခွဲမယ်လို့ပြောမယ်ဟုတ်ကဲ့ဆရာငါဓာတ်နဲ့ခွဲမယ်လို့ပြောတော့နားမရှုပ်သွားနဲ့ညမတိုင်းရေးဆေးမှာအဘူဓာတ်အေးဓာတ်နှစ်ခုရှိတယ်ဟုတ်ကဲ့ပါဆရာနော်အဘူဓာတ်အေးဓာတ်နှစ်ခုမှာကဲသမီးထင်ရခဲတလုံးရှိပဲဟုတ်ကဲ့ဆရာထင်ရခဲထင်ရခဲတစ်ဖက်ကဖျောင်းလုံးလုံးရှိမယ်ထင်ရကိုဘာနဲ့ဖျောင်း ရေးနဲ့ဖြော်အေးအေးနဲ့ဖြော်တာပေါ့အေးအေးနဲ့ဖြော်ရမယ်ဟာဒါတစ်ခါအဲ့ site တူပဲတစ်ညလုံးတော့ဖြောင်းလုံးရှိတယ်အဲ့ဖြောင်းလုံးဖြော်ပြဆိုတော့တစ်ညကိုရေးနဲ့ဖြော်သလိုအဲ့ဒီဖြောင်းလုံးကိုရေးနဲ့ဖြော်ရင်ပျော်လားမပျော်ပါဘူးဆရာကြီးဘာနဲ့ဖြော်မလဲဟောမီးနဲ့ပေါ့မီးနဲ့ဖြော်ပါပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကွာပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကွာတဲ့နေရာမှာအခုမြေခွန်းရှင်တက်ကတော့တစ်ညကိုဖြော်သလိုဖြော်ပါလို့ဟုတ်ကဲ့ပါဆရာကြီးဆရာတက်ရိုက်ပဲအဖြေပေးပါလား ုတ်ကဲ့ပါဆရာကြီးတူဝိုက်မနေတော့ပါဘူးเนาะဟုတ်ကဲ့ပါဆရာကြီးဖျောင်းလုံးကိုဖျော်သလိုတချို့ကဆေးအပူလိမ့်နေတယ်ဟုတ်ကဲ့ပါဆရာကြီးအပူလိမ့်တော့ချက်ချင်းတက်တာတယ်ဟုတ်ကဲ့ပါအပူတက်လေးရှိုံတက်တာလားအဲ့ဒီအပူတက်လေးပြောက်သွားအဲ့ဒီအပူကပြန်အရင်နည်းဖြစ်ပြီးပူဆိုးတယ်ဟုတ်ကဲ့ပါအဲ့ဒါကိုမျက်စိပြတ်နေကြတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အပူမှန်သမျှစားစီရောတောက်စီရောလိမ့်စီရော အပူတွေရှောင်ပါရေချွေးတော့ရေနွေးနဲ့မချိုးပါနဲ့ရေအေးနဲ့ချိုးပါ ိတ်ထားတော့မှုရနိုင်မိပါနဲ့သင်ပြရနဲ့အိတ်ပါဒီစကားဆရာကြီးကဟိုစေပညာစပြောကစားလေတံပြောင်းသွားတယ်လို့ပြောပြောင်းတယ်သိတာပြောင်းတာပါဆရာကြီးတို့စေစာကုခဲ့တဲ့လုံခဲ့တဲ့အနှစ်40လောက်ကကံစိတ်ဥရုအဟာရတွေကြီးရင်အဲ့တော့လူတွေရဲ့ကံတွေကလည်းအေးတယ်လူတွေရဲ့စိတ်တွေကလည်းအေးချမ်းတယ်ဆရာတို့အေးဆိုအဖေတယောက်အလုပ်လုပ်တာတားကိုရောက်တက်ကတူကြောက်တက်ထိုင်တာပဲ။ ဟုတ်ကဲ့ပါဆရာတက်ကြည့်လေဟုတ်ကဲ့ပါဆရာเนาะအေးချမ်းတာเนาะဟုတ်ကဲ့ပါဥမာအမေတယောက်ထမင်းချက်တယ်ဒါတွေထမင်းစားဟင်းစားတာအတွက်ဘာမှချွတ်တဲ့တာမရှိလာဘူးဟုတ်ကဲ့ပါဆရာဥမာချင်းဟင်းဦးဆိုခရေကောင်မှာချာကျဲတလောက်စားအသားဆိုရင်အချိုးကြတယောက်တုံးဆိုတုံးတုံးစီငါဟင်းဆိုတုံးဆိုတုံးစီအဲ့လိုစူလိုတာညတာတဲ့သဘောဟာတိတ် အကျိုးများပါတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်တို့အဲ့လိုမြတ်မြတ်တာတာနဲ့အိမ်သားအချင်းချင်းလေးနေပါဟုတ်ကဲ့ပါဆရာ။အဘောဓာအောက်ထက်လည်းနေပါ။ဟုတ်ကဲ့ပါဆရာ။ခေါင်းငန်းချီငန်းလည်းနေပါ။တော့အဲ့လိုများတွေ့တဲ့လူအချင်းချင်းမျက်မျက်တရစားကြတော့ကြနေကြထိုင်ကြမယ်ဆိုရင်လောကကြီးကချမ်းသာမှာပါ။ဟုတ်ကဲ့ပါဆရာ။အဲ့လိုနေကြဖို့ဆရာကြီးအာယုံကြောကိုကြီးပေါင်းပြီပြီဆိုတော့ ဒီအကြောတွေပေါ့နော်ဟုတ်ပါတယ်အဲ့ဒီဟာအတွက်ကလေ့ကျင့်ခန်းရှိလားမသိဘူးအဲ့ဒါရှိတယ်တရားဘောလို့ပါတယ်မြင်ဟုတ်ကဲ့ဆရာလေ့ကျင့်ခန်းမလုပ်လို့ကိုမပြောဘူးတိုင်းဟုတ်ကဲ့ပါခွဲတာစိတ်ထားလဲဆိုတော့မခွဲချင်ဘူးလေဟုတ်ကဲ့ခွဲတာစိတ်ထား तू မှမခွဲချင်တာမဟုတ်ပါဘူးကို့မေးရင်ကိုလေးပဲခွဲမှစိတ်မှာတော့မရှောင်တာလို့မခွဲမစပြေဘူးဆိုတော့ခွဲရမှာပေါ့ခွဲတာစိတ်ထားတော့လူတိုင်းစိုးရိမ်တာပေါ့တမီးရဟုတ်ကဲ့ပါဆရာအဲ့တော့ဘာနဲ့ခွဲမလဲ ဓာတ်နဲ့ခွဲမလားဓာတ်နဲ့ခွဲမလားဟုတ်ကဲ့ပါဆရာကြီးဓာတ်နဲ့ခွဲမယ်ဆိုရင်ဆက်ပြောမယ်အပူဓာတ်နဲ့ခွဲမလားအေးဓာတ်နဲ့ခွဲမလားအေးဓာတ်နဲ့ခွဲရမှာပါအေးဓာတ်နဲ့ခွဲရမှာပါဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလေးများသမီးတို့အခုသိတဲ့လောက်လေးများသိလို့အဲ့လိုလေသိပြီးလိုက်နာလိုက်ရင်အဲ့ဒါအကုန်ကြမများပဲနဲ့ပော့ပော့နဲ့တက်တာပါမှာဟုတ်ကဲ့ပါဆရာကြီးရေချိုးမယ် ရေဘူးချိုးမလားရေအေးချိုးမလားရေအေးပဲချိုးပါမယ်ဆရာကြီးရေနွေးတောက်မလားရေအေးတောက်မလားရေအေးပဲတောက်ပါမယ်မှုရနဲ့အိမ်မလားတင်ပြပြနဲ့အိမ်မလားတင်ပြပြနဲ့အိမ်ပါမယ်အဲ့လိုပြင်လိုက်ရမှာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုပြင်လိုက်တာနဲ့ကိုလွယ်ကျမ်းမာသွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပါရရှင်းပါစေဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်ကြည်ညိုထွန်းပါဒေါ်ကြည်ညိုထွန်းဟုတ်ကဲ့အသက်50ပါဆရာကြီးဟုတ်ပြီဗျာ အိမ်အလုပ်ပဲလုပ်ပါတယ်တဲ့မြောက်ဥကလာပါဟုတ်ပြီဆရာကြီးရှင်နဲ့လေဘင်းမှာတဲ့တလိတ်ကတ်တလို့ဖြစ်ပြီးတဲ့ခတ်ထုတ်ရတာလဲခတ်ပါတယ်တဲ့ဟုတ်ပြီညညဆိုအိမ်မရပါရှင်တဲ့တလိတ်ကတ်တာစိုးတယ်သူကဟုတ်ကဲ့တလိတ်ကတ်တာလေဟုတ်ကဲ့ဆရာအိမ်မယ်လေလို့ရဲ့အဲ့အသက်ရှူလမ်းကြောင်းမှာသူကကတ်နေတာကတ်ပါဟာဟာကတ်ရှူလို့မရတော့ပြန်ဘူးဟုတ်ကဲ့ပါဆရာခတ်ထုတ်တော့လဲပဲမထွက်ပြန်ဘူးဟုတ်ကဲ့ပါဆရာအတော့အခါခတ်ပါတယ် တလက်အိတ်ရင်ပိုဆိုးပါတယ်တဲ့မှောက်အိတ်မှာအဆင်ပြေတယ်တဲ့အဲ့ဒါတော့လေဟုတ်ကဲ့ဆရာကြီးပလက်အိတ်လို့အဆင်ပြေပဲမှောက်မအိတ်မှာအဆင်ပြေမှောက်သားအိတ်ပါလို့နံပါတ်၁အကြံပေးခြင်းပါတယ်ဟုတ်ကဲ့ပါဆရာကြီးတိတ်ကတ်လာလို့ရှိရင်ဟုတ်ကဲ့ပါခတ်ထုတ်ထားတဲ့ဟုတ်ကဲ့ပါကိုယ်နဲ့တင့်မြတ်တဲ့ပေါ့နော်ချွဲပြော်စည်းတို့ရက်စားတို့အော်ဟုတ်ကဲ့လေမျိုး၈၀တို့စသည်ဖြင့်ပေါ့ကိုယ်နဲ့တက်တာမဲ့လင်ခြင်းတို့ဟုတ်ကဲ့ပါဆရာဒါတွေကမြန်မာတိုင်းဆေးဆရာတိုင်းလက်ထက်မှာကင်ထားတယ်ကင်ထားတယ်ဟုတ်ကဲ့ပါဆရာနောက်ဆုံးတိုင်းဆေးဆရာရှိမှာ ရုပ်ဖြူဆိုဖလစေးဆိုင်ခေါ်တယ်ဟုတ်ကဲ့ပါဆရာကြီးမြန်မာတိုင်းရင်းစေးတွေရောင်းတဲ့ဆိုင်ကိုဗာဆိုင်လို့ခေါ်လဲဖလစေးဆိုင်ဖလစေးဆိုင်မှာသွားပြီးတော့အဲ့လိုကတ်ပါတယ်လို့ပြောရင်အဲ့ဖလစေးရောင်းတဲ့လူကိုယ်တိုင်ကဘယ်လောက်တော့သူကစေးပေးတယ်ပေးတယ်ဟာပေးတဲ့အလီလေးရှိတယ်ဟုတ်ကဲ့ပါဆရာကြီးဘယ်လိုကတ်တယ်လဲဒါတလေးကအမြုပ်ပါလားမပါဘူးလားစားရည်ဟုတ်ကဲ့မိပေးပါပေါ့နော်ဟုတ်ကဲ့ပါဆရာဒါပေမဲ့ဆရာရှိပြောတဲ့ဆရာအခုပြောခြင်းနဲ့ဟုတ်ကဲ့ပါဆရာအဲ့ဒါရှောင်းမှာကြော်ဖန်ဆက် ဟုတ်ကဲ့ပါဆရာကြီးစာမှာချင်ခါအေးဟုတ်ကဲ့ပါအဲ့ဒါမမေ့ပါနဲ့လို့ပြောချင်ပါလေဟုတ်ကဲ့ပါဆရာကြီးနော်ဟုတ်ကဲ့ပါနားလည်းမဆမ်းပါနဲ့ဟုတ်ကဲ့ပါပြောလိုက်တာဓာကြီးပဲထပ်ထပ်ပြောနေတယ်လို့မထင်ပါနဲ့လူအပ်လို့ပြောနေတာပါဟုတ်ကဲ့ပါဆရာကြီးနော်ဟုတ်ကဲ့ပါအဲ့တော့နေခွင့်ရှင်ရော နာတော်ရဆင်သူတွေရောအားလုံးလိုက်နာပေးကြပါလို့ဆရာကြီးကတော့မြတ်တာပို့ပါတယ်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပါရရှင်ကြပါစီဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုထွန်းထွန်းဝင်းမှာဟုတ်ပြီ23နှစ်ပါဆရာကြီးငယ်လေးတွေနော်ဟုတ်ကဲ့ဆရာဟုတ်ပြီမလေးရှားမှာပါတဲ့အလူမီနီယံလုပ်ငန်းကိုလုပ်နေရပါတယ်အလူမီနီယံဟုတ်ကဲ့ပါဆရာကြီးအလူမီနီယံဆိုလျှက်စစ်တော့မှာပဲနော်အလူမီနီယံဆိုအလူမီနီယံလျှက်စစ်တော့မှာပဲအော်ဟုတ်ကဲ့ဆရာကြီးလျှက်စစ်တော့မှာပဲဟုတ်ဟမ်အဲတမျိုးပဲပေါ့အလူမီနီယံအလူမီနီယံဆိုတာတန်တမျိုးပါပဲဟုတ်ကဲ့ဆရာကြီး ။ဆရာကြီးခင်ဗျားတဲ့စီးမှာအနေပါပါတယ်တဲ့။တစ်ခါတစ်ခါခါနာပါတယ်တဲ့။အဲ့ဒါအဲ့တော့နှစ်ခုမို့တစ်ခုတည်းပဲ။ဟုတ်ကဲ့ဆရာကြီး။စီးကြောင်ခါနာတာ။ဟုတ်ကဲ့ဆရာကြီး။သူကြောက်ကတ်မှာကြောက်တယ်ရင်တယ်ပဲမတည်းကြောက်မှုန်နေရှိမယ်။ဟုတ်ကဲ့ဆရာကြီး။ဒါမှမဟုတ်အနေထိုင်လိုက်မယ်။ဟုတ်ကဲ့ပါဆရာကြီး။ဟုတ်ပြီ။အမြဲတမ်းနဲ့ဒူးစစ်တွေကြိုက်ပါတယ်တဲ့ခေါင်းချွေးထွက်ပါတယ်တဲ့အဲ့ဒါလည်းစီးကြောင်ဖြစ်တာပါပဲဟုတ်ကဲ့ဆရာကြီး စင်လာရှိတယ်မလားသူမြေဟုတ်ကဲ့ကလေးတငယ်နာဟုတ်အမျိုးသမီးမီမီအမျိုးသားစီဟုတ်ကဲ့ဆရာကြီးအဲ့တော့စီနဲ့ပတ်သက်လို့ကတော့ဆရာကြီးကအလွယ်ကူဆုံးနဲ့ကိုယ်တိုင်လည်းကျင့်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအနည်းဆုံးတစ်နေ့ကိုရေတံမှုခုခေတ်မှာတိတ်အားထားစရာကောင်းတာရေတံမှုပေါ်လာတာဟုတ်ကဲ့ပါဆရာကြီးနော်ခိုးတော့ဆရာတို့ဘလောက်တောက်ချင်တောက်ချင်တွင်းရီတို့ကံရီတို့ချောင်းရီတို့နော်အဲ့လိုကြီးစားတောက်ရတာဟုတ် ကွာရေတံဘူးပေါ်လာတော့ရေတံဘူးကလွဲလို့အချားရေမတော့ပါနဲ့ဟုတ်ကဲ့ပါဆရာရင်တစ်ချက်ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခါအစားစားတဲ့အခါမှာစီးနဲ့ပတ်သက်လို့ကြောက်ဖြုံသီးကိုတနည်းမဟုတ်တနည်းစားပါဟုတ်ကဲ့ပါဆရာရင်နော်ကြောက်ဖြုံသီးကိုဟင်းချက်စားပြုတ်တို့တုတ်စားအသားနဲ့ရောချက်စားဟမ်ရောရောမစားအောင်အเจ้าဖျုံယူရတော့မစားသင့်ဘူးဟုတ်ကဲ့ပါဆရာကြီးမစားသင့်ဘူးနော်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဗျာ ဖရဲသီးရောဆရာကြီးသူတို့ဖရဲသီးတဲ့ဆိုတော့ကြောက်ဖြစ်နေတာဖရဲသီးအမဲလဲတဲ့တယ်ဟုတ်ကဲ့ဆရာဖရဲသီးအနုလေးတွေကိုပြုတ်စားမယ်ဟင်းချက်စားမယ်အားလုံးတဲ့ပါတယ်ဟုတ်ကဲ့ပါဆရာကြီးသူကလည်းရေးထားတယ်လွန်ခဲ့တဲ့၃လနှစ်ကတည်းကစီးကြောက်တယ်ဘူးပါတဲ့အဲအဲ့ဒါအဲ့ဒီဟာတွေအစားနေလို့ဟုတ်ကဲ့ဆရာကြီးနောက်တောက်တဲ့ရေမှာကယ်ဆယ်တက်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးထုံးတက်ပါတဲ့ရေတောက်ရင်စီးမှကြောက်တယ်တတ်တာပဲဟုတ်ကဲ့ပါဆရာကြီးအဲ့ရေကိုဘယ်တော့တောက်တော့နော် ကျူတော့တာအကောင်းဆုံးပဲဟုတ်ကဲ့ပါဆရာကြီးနောက်ဆုံးရေသန့်တောက်ပါတယ်ဆိုရင်တော့ဟုတ်ကဲ့ပါဆရာကြီးသူကြောက်တယ်ဆိုရင်ဆရာကြီးအကြံပေးခြင်းဟုတ်ကဲ့ပါကျူလိုက်ပါဟုတ်ကဲ့ပါဆရာကြီးကျူတော့ရင်အန်ဒီရကင်းပါလားဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးအစာဝအနာကင်းပါရရှင်ကြပါစေဗျာ